မမက်ရှိနေရအတွက်လီဗာပူးမျက်စိကျနေပြန်တဲ့ကွင်းလယ်ကစားသမားအားလုံးပဲမင်္ဂလာပါရှင်စပော့ဘာကနေကြိုဆိုလိုက်ပါတယ်လာမယ့်ရာသီကတော့လီဗာပူးအသင်းအတွက်အတော်လေးကိုအလုံများမဲ့ရာသီတစ်ခုဖြစ်တယ်ဆိုတာကိုအားလုံးလည်းရိပ်စားမိလောက်မှာပါဒီတာရာကထရန့်အာနိုထွက်ခွာသွားပြီးတဲ့နောက်မှာသူ့နေရာမှာပြန်လည်အစားထိုးဖို့အတွက်ကပထမဆုံးဖြေရှင်းရမယ့်ပုံစံအဖြစ်ရှိနေပါတယ် အဲ့ဒီအပြင်နီးပြကြီး Amslock ကတိုက်စစ်ပိုင်းကိုအပြောင်းအလဲပြုလုပ်လို့နေပြီးတော့ New Year's နဲ့ Jota တို့ကိုရှင်းထုတ်ပြီးတော့နောက်ထပ်တိုက်စစ်မှုတွေနဲ့အစားထိုးသွားလို့နေပါတယ်။ပြီးခဲ့တဲ့ဈေးကွက်ရာသီကမှဝယ်ယူထားခဲ့တဲ့ခေစာကိုလည်း Amslock နဲ့တကွာနီးပြအဖွဲ့ဝင်တွေကအတော်လေးကိုသဘောမကျတာကြောင့်မလို့ပြန်လည်ရောင်းထုတ်သွားတော့မှာဖြစ်ပါတယ်။ဒီလိုကစားသမားတွေကိုရောင်းထုတ်သွားဖို့စီစဉ်နေတယ်လို့အဲ့ဒီလိုအပ်ချက်တစ်ခုမှရှိနေရတဲ့ခန်းစစ်ပိုင်းအတွက်လည်းအတင်းကခေါင်းခဲနေရပါတယ်။ စပိန်သတင်းစာမာကာရဲ့ဖော်ပြချက်အရဆိုရင်တော့ရီယယ်မက်ဒရစ်အသင်းဟာလီဗာပူးအသင်းရဲ့ရေရှည်ပြည့်မှတ်တစ်ခုဖြစ်တဲ့ဘုံမောင်နောက်ခံကစားသမားမီလော့စ်ကာကတ်ဘက်ကိုမျှဦးလှည့်လာနိုင်တယ်လို့သိရပါတယ်။ဒီလိုမျိုးခံစစ်နဲ့တိုက်စစ်ပိုင်းတွေကိုအားဖြည့်ဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာပဲ Florian Wish နဲ့ကသတင်းတွေထွက်လာပါတော့တယ်။ Wish ကို Man City အသင်းကအသေးအတန်လိုချင်နေပြီးတော့စတင်ကန့်လန့်ခဲ့ပေမဲ့လေကစားသမားကိုခေါ်ယူရေးမှာလီဗာပူးအသင်းကပဲဦးဆောင်နေတယ်လို့သိရပါတယ်။ Wish နဲ့ သတင်းတွေထွက်ပြီးတဲ့နောက်ပိုင်းမှာဒီနေ့ The Mail ရဲ့ဖော်ပြချက်ထဲမှာဆိုရင်တော့ Liverpool တင်ဟာ Crystal Palace အသင်းရဲ့ Queen Lelu Wardham ကိုပါပြစ်မှတ်ထားလာနေတယ်လို့သိရပါတယ်။ Wardham ကတော့ Premier League ရဲ့အတိုးတက်ဆုံးသော Queen Lelu တွေထဲကတဦးဖြစ်ပါတယ်။မနက်ဖမှာဆိုရင်လည်းသူဟာ Palace Queen Lee ကိုဦးဆောင်ရင်းနဲ့ Man City အသင်းနဲ့ FA Black Final ကိုရှင်ပြိုင်သွားဖို့ရှိပါတယ်။ဒီပွဲစဉ်ကိုလည်း Liverpool အသင်းတက်ဆိုင်သူတွေကသတိထားစောင့်ကြည့်သွားဖို့ရှိကြောင်းသိရပါတယ်။ The Mail သတင်းတော့ Jet Gohan ရဲ့အဆိုအရဆိုရင် လီဗာပူးတင်းဟာကွာတန်နဲ့ပတ်သက်တဲ့အခြေအနေမှန်သမျှကိုမီးမြန်းစုံစမ်းမှုတွေရှိနေတယ်လို့လည်းသိရပါဗျ။ဒီကစားသမားလေးကိုရီယယ်မက်ဒရစ်အသင်းကလည်းစိတ်ဝင်စားနေပြီးတော့ဖဲလစ်ကသူ့ရဲ့ကစားသမားလေးအတွက်ပေါင်သန်း60လောက်ရချင်နေပါတယ်။ဖွာဒန်ဟာပြီးခဲ့တဲ့နှစ်ကမှဘလက်ဘန်အသင်းစီကနေပေါင်22သန်းနဲ့ဖဲလစ်စီကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ဖွာဒန်ဟာပရီးမီးယားလိစီရောက်ရှိလာပြီးတော့ကွင်းလယ်ကနေဖြတ်တင်ပေါ်ပြဖို့မှုတွေမှာဆရာကြောင်းလုံးရကြောင်းမလို့လူတီများလာတဲ့သူတူပါ။ သူဟာဥရောပတခွင်ရဲ့ထိတ်တန်းခွင့်လည်လူသတ်မှတ်ချက်အဆင့်မှာနံပါတ်9အထိချိန်ထားပြီးတော့မှထိရောက်တဲ့ဖန်တီးမှု9.86မိနစ်60အလိုက် short creative မှာ3.91%အထိရရှိထားတဲ့သူပါပြောရမယ်ဆိုရင်တော့လက်ရှိခွင့်လည်လူမကကနံပါတ်8နေရာမှာကစားရင်းနဲ့ short creative 4.11%အထိရှိပြီးတော့အဆင့်6မှာရပ်တည်နေတာပါဆိုတော့မကနဲ့ level light နေတဲ့ခွင့်လည်တူလိုတော့မှအကြံပြင်းသုံးသက်လို့ရပါတယ် ။စွန့်အနေနဲ့ကလည်းသူ့ရဲ့နေစနစ်ပိုင်းအရာဝါဒန်ကိုခေါ်ယူပြင်မယ်ဆိုရင်တော့ကိုင်းထဲမှာခန်းစင်မှုတွေနဲ့အတူပိုမိုထိကပ်စွာနဲ့ချိတ်ဆက်စီပြီးတော့ဘောလုံးပေးဖို့ကစားစီမှာတည်ကြပါတယ်။သူ့ကိုဦးစားပေးပြမှတ်ဖြစ်ခေါ်ယူသွားနိုင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားအောင်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အတင်းဟာထွက်ခွာသွားတဲ့ track နေရာမှာအစားထိုးဖို့အတွက် frame bound ကိုဦးစားပေးနေပြီးတော့ဘယ်ချမ်းမှာမီလိုခါကတ်စ်နဲ့ခံစင်မှုလိုအပ်ချက်အရေးကိုတော့အရင်ဆုံးဖြည့်ရှင်းနေပါတယ် ဒီထဲမှာမတိုက်စစ်အာတန်ဝိစ်နဲ့ကလည်းသတင်းတွေကြီးလာနေတာဖြစ်တာကြောင့်မလို့ကွာတန်ကိစ္စကိုတော့အလောတကြီးဆုံးဖြတ်မှာမဟုတ်ကြောင်းဖော်ပြပေးလိုက်ရပါတယ်ရှင်။